ျွန်တော်ကတော့အစကကျွန်တော်ခရစ်ယာန်ခရစ်ယာန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခုခရစ်ယာန်မဟုတ်တော့ဘူးကျွန်တော်ကဘုဒ္ဓဘာသာဖြစ်သွားပါပြီကျွန်တော်ဘုဒ္ဓဘာသာထဲဝင်သွားပါပြီလို့ပြောပြချင်တာဘုဒ္ဓဘာသာဟာကောင်းကောင်းမြတ်ပါတယ်ဘာသာတဲကတော့ကောင်းပါတယ်ခရစ်ယာန်လည်းကောင်းပါတယ်ဘုဒ္ဓဘာသာလည်းကောင်းပါတယ်ဘုဒ္ဓဘာသာတွေဟာလူတွေကိုတနာတကြတယ်တစ္ဆနာပါဘုံပေါ့ ျွန်တော်တခွလာမဲချင်တယ်နော်အဲ့ဒါဖေပြလို့ရမလားကျွန်တော်ကျွန်တော်ကိုဖေပြပါနော်အဲ့ဒီမြတ်စွာဘုရားဟောတာဟောထားတဲ့တရားတွေကျွန်တော်ကိုပြောပြလို့ရမလားမြတ်စွာဘုရားကောင်းမြတ်တဲ့အကြောင်းကျွန်တော်ကိုပြောပြပေးပါကျွန်တော်ကတော့ဒီတကားတော်လေးကဘုရားကိုသူယုံကြည်တယ်ဘုရားရဲ့အဆုံးအမတရားတော်တွေကအချမ်းမို့ရှိတယ်ဆိုတာကိုသူသိနေတယ်တိတိနဲ့သဘောရတာပေါ့နော် သို့တော့ဗုဒ္ဓတရားတော်တွေကို သူအသေးချာမသိသေးဘူးဗုဒ္ဓရဲ့တရားတော်တွေကိုသူသိချင်တယ်အဲဒါကြောင့်မြတ်စွာဘုရားရဲ့ကောင်းမြတ်တဲ့အကြောင်းကိုသူပြောပြခိုင်းတာဖြစ်ပါတယ်မြတ်စွာဘုရားကောင်းမြတ်တဲ့အကြောင်းကိုသိချင်တယ်ဆိုရင်တော့မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုအရင်ဆုံးလေ့လာရပါတယ်ဘုရားဟောတဲ့တရားတော်တွေကိုတိရှိနားလည်လာပြီဆိုရင်ဘုရားရှင်ဘုရားရှင်ဟာကောင်းမြတ်တဲ့ အမြတ်ဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တဦးဆိုတာသိလာနိုင်မယ်။ဘုရားတော်မူခဲ့တဲ့ဘုရားရှင်တိုင်းဘုရားရှင်တိုင်းဆုံးမတော်မူခဲ့တဲ့အဆုံးအမဩဝါဒလေးတစ်ခုရှိတယ်။အဲ့ဒီအဆုံးအမဩဝါဒလေးဟာဘုရားရှင်တွေဟောတော်မူခဲ့တဲ့တရားတော်တွေရဲ့အနှစ်ချုပ်ပဲဖြစ်ပါတယ်။ဘာလဲဆိုရင်တပ္ပပပဒအာကရဏကုတလတာဥပတံပရာသစိတ်တပရိယောဒဗနာအေတံဗုဒ္ဓနာသာသနာနဲ့ တဘဘဘဒအာကရဏမကောင်းမှုမှန်သမျှအားလုံးကိုဘာတစ်ခုမှမပြုတ်လို့ပါနဲ့တဲ့ကုတလကဥပဒံမရာကုတုတရားအားလုံးကိုကုတုတရားတွေကိုပြည့်ပြည့်စုံစုံဖြစ်အောင်နေပါတဲ့ကုတုတရားတွေနဲ့ပြည့်စုံအောင်နေပါသာစေတပရိယောဓဗနံတဲ့မိမိရဲ့စိတ်ကလေးကိုအမြဲတမ်းဖြူစင်တန့်စင်နေအောင်ထားပါတဲ့ အဲ့ဒါဘုရားရှင်တိုင်းဘုရားရှင်တိုင်းရဲ့ဩဝါဒအဆုံးအမစကားတော့ပါပဲဘုရားဘာသာဝင်တရားဖြစ်လာဖို့ဆိုရင်အဓိကကြားတဲ့အချက်တွေကဖရာတရားတန်ခါဆိုတဲ့ယရနာ၃ပါးကိုတရဏဂုံ၃ပါးကိုယုံကြည်ရမယ်ကိုးကွယ်ရမယ်စိတ်ကဲ့ရမယ်နောက်၅ပါးသီလကိုကျင့်သုံးရမယ်စောင့်တည်ရမယ်နောက်ကံကံရဲ့အကျိုးကိုယုံကြည်ရမယ်အဲ့ဒီနောက်ဆုံးအချက်ကအဓိကအကြဆုံးပဲ။ ကိုလုံးသမ ्या ကိုကိုပဲခံရမယ်ကိုတောင်းဝင်ကိုယူရမယ်လို့ဆိုလိုတာဖြစ်ပါတယ်အာဟုတို့လုံးရင်လောက်တာဟာကံအဲ့ဒီကံကဒီအတိုင်းအလိုလိုပျောက်ကွယ်သွားမှာမဟုတ်ဘူးအာဟုတို့ကံရဲ့အကျိုးတရားဆိုတာရှိတယ်အဲ့ဒီအာဟုတို့ရဲ့အကျိုးတရားကိုပြန်လည်ခံစားရမယ်ပေါ့အဲ့လိုဆိုတယ်ကိုတို့လုံးရင်လည်းဒီတိုင်းပဲပြုတ်လို့ရင်ကံ အဲ့ဒီကုသိုလ်ကံကြောင့်ဖြစ်လာတဲ့တရားကအကျိုးကောင်းတာလို့ရင် ကောင်းတဲ့အကျိုးမကောင်းတာလို့ရင်မကောင်းတဲ့အကျိုးရှိတယ်လို့ယုံကြည်ရမယ်အဲ့ဒါကာမတက္ကဋတာမဒိဋ္ဌိညာလို့ခေါ်တယ်အဲ့ဒါဗုဒ္ဓဘာသာဝင်တိုင်းယုံကြည်လက်ခံထားရတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှာကျင့်စဉ်၃ရက်ရှိတယ်အဲ့ဒါကတိလတမာတိပညာ၃မျိုးပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်းကတဏ္ဍာဝဒုက္ခမှလွတ်မြောက်ရနိဗ္ဗာန်ပဲဖြစ်ပါတယ် အဲ့ဒီနိဗ္ဗာန်ကိုခုနကသီလသမာဓိပညာဆိုတဲ့ကျင့်စဉ်၃ရက်နဲ့တွားရတာဖြစ်ပါတယ်ဗုဒ္ဓတရားတော်တွေကိုကြာကြာနာနာသိဖို့အတွက်ဆရာတော်ဘုရားကြီးတွေရဲ့တရားတော်ကိုများများနာယူပါဗုဒ္ဓဘာသာကောင်တယောက်စာအုပ်ယရနာဂုံကြီးစာအုပ်ကိုချင်းအဘိဓမ္မာစာတဲ့စာအုပ်တွေကိုစပြီးတော့ဖတ်သင့်ပါတယ်ဒီတရားတော်လေးကိုအဲ့လိုမျိုးအကြံပြုပါတယ်နော်ဗုဒ္ဓဘာသာဖြစ်တယ်လို့ ခံယူထားပြီးဆိုရင်ပဲလမ်းမှန်ရောက်ဖို့ကအစပြိုးနေပါပြီတရားတော်တွေများများနာယူပြီးမှတ်သားနိုင်ပြီးဆိုရင် အမြင်မှန်နီးမှန်လမ်းမှန်ကိုရောက်လာပါလိမ့်မယ်လမ်းမှန်ကိုဒီမှာဝဒုက္ခမှလွတ်မြောက်ရနိဗ္ဗာန်ကိုရောက်ရှိဖို့အတွက်အထောက်အကူဖြစ်လာပါလိမ့်မယ်